ီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့အခါခါတေးရားနဲ့ပြန်ရှင်လာခဲ့တာကြောင့်ဒေတာခံနေကိုယ်တိုင်မီးရှို့တက်ခဲ့ရတဲ့လူတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ငါနာမည်က Ismi Azizi ပါ။ငါမှမွေးချင်းကြီးကိုယ်လည်းရှိပါတယ်။အခုတော့ငါမှမိမအောင်ကလေးရော မရှိတော့ပါဘူး။ငါတယောက်တည်းပဲနေပါတယ်။လူတွေကငါ့ကိုစိုးတက်တက်တယ်လို့ယူဆကြတယ်။ငါကိုယ်ရဲလည်းငါ့ကုငါမားနေရလို့ထင်ပါတယ်။ငါတည်သွားပြီလို့ထင်တဲ့ချိန်တိုင်းငါပြန်ရှင်လာတယ်။ငါခန္ဓာကိုယ်ကထိုးစက်နေတယ်။ ဘာလို့လဲဆိုတော့အရုဏာမှာသုံးတက်ပညာကြီးအရန်ပိုးလို့ပါလူတွေကတော့ငါ့ကိုသုံးတက်တက်တယ်လို့ဆွဆွဲကြတာပေါ့ဘသူကောက်တော့လွယ်လွယ်နဲ့မသေးစင်ကြပါဘူးအစိမ်အရန်ညစ်တဲ့အခါမျိုးတွေမှာတည်သွားရင်ကောင်းမယ်လို့တည်တာတည်လိုက်ချင်တော့တာပဲလို့ညီးတလေးရှိကြပေမဲ့တကယ်တမ်းမဖြစ်မနေပြရမယ်ဆိုရင်တော့တွေ့ဝင်နေကြမှာတော့အမှန်ပါပဲအရန်ဝန်းကျလာတဲ့အခါမှာတက်တည်ပြလိုက်ချင်တယ်လို့လူတိုင်းတစ်ကြိမ်တစ်ခါတော့တွေးမိဘူးကြပေမဲ့တကယ်လောက်တဲ့လူကတော့အရန်ကိုနှဲပါတယ် ဒီလောကကြီးကတကယ်ပြောစရာကောင်းနေရင်တော့ဒါမျိုးတွင်းပြီးကြပါတော့မဟုတ်ပါဘူးလောကကြီးကပြောစရာမကောင်းပေမဲ့လည်းမတည်ရင်တော့ကျိမ့်မိခံနေကြတဲ့သူတွေကလည်းအတူနဲ့အတီးပါပဲဒီလူရဲ့ဘဝကတော့အရန်ကိုထူးဆန်းစမ်းကြဲလာပါတယ်သူမတည်ခြင်းသေးပဲနဲ့လည်းတည်ခဲ့ရတယ်တကယ်တည်ရပြန်တော့လည်းပြန်ရှင်လာတယ်ကံကောင်းထောက်မှပြပြန်ရှင်လာတော့လည်းသူပြန်ရှင်လာတာကပဲကျိန်းစာမိနေလို့လူတွေဝိုင်းပြီးတော့ပြစ်တင်ကဲကြပါသေးတယ်ဘလောက်တောင်စိုးတယ်လဲဆိုရင် သူပြန်ရှင်လာလို့ဆိုပြီးတော့ပြန်တက်ပလိုက်ကြပါတယ်။ဘဝမှာ6ကြိမ်တန်းတန်းတရားနေအသက်ပြန်ရှင်လာခဲ့တာပါ။အခုပဲကျွန်တော်နဲ့တူသူ့အကြောင်းလေးကိုလေ့လာကြည့်လိုက်အောင်ပါ။အသက်40အရွယ်ရှိပြီဖြစ်တဲ့ Ismail Azizi ကသူ့မွေးရမြင်ဖြစ်တဲ့ Tanzania ရုပ်ကလေးဝီကျွန်းမှာနေထိုင်သူဖြစ်ပါတယ်။ချမ်းသာတဲ့မိသားစုကတာသမီမဟုတ်တာကြောင့်ငယ်စဉ်ကလေးကဘဝကိုရုန်းကန်ခဲ့ရပြီးသူလိုအပ်သမျှကိုလည်းမိဘရဲ့အနေနဲ့မထောက်ပံ့ပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့အသက်ကြီးလာတဲ့အမျှပိုပြီးခက်ခဲလာခဲ့ပါတယ်။ ကိုယ်တိုင်ကချမ်းသာတဲ့ဘဝကိုရဖို့အိမ်မက်မက်ခဲ့ပေမဲ့ကျိုးစားနေတဲ့ကြားကဘဝကိုပိုပြီးခက်ခဲစေတဲ့ပြဿနာရပ်တွေလည်းရှိလာခဲ့ပါတယ်။အကြိမ်ကြိမ်ကာကာတည်ခဲ့ပြီးပြန်ရှင်လာတဲ့အဖြစ်အပျက်ကြောင့်အယူသည်အမြင်ချင်းနဲ့ပတ်ဝန်းကျင်အလယ်မှာအစ်မဲတယောက်နေရာမရဖြစ်လာခဲ့ပါတယ်။အခုချိန်ထိအသက်ရှင်လျင်မြင်တွေ့ရဖို့အတွက်အစ်မဲ6ချိန်တတိုင်းတည်ဆုံးခဲ့ရတာပါ။ပထမတစ်ခေါက်ကတော့အပြင်းထန်မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးလူတော်များများကအမြင်နဲ့တင်ပေပင်လို့တွေ့ရလောက်ပြင်းထန်ခဲ့ပါတယ်။စေယောကိုအမြင်ပို့ဆောင်ပြီး ဆရာဝန်နဲ့ကုသပေးဖို့ကြိုးစားခဲ့ပေမဲ့အသက်ဆုံးရှုံးသွားပါတယ်။သူမိဘနဲ့ညီကိုတွေလည်းသူ့ကိုဆုံးရှုံးလိုက်ရပြီဆိုတော့ကိုလက်ခံခဲ့ကြပေမဲ့ဆေးရုံရေခဲတိုက်ထဲမှာအစ်မဲပြန်လည်နိုးထလာခဲ့ပါတယ်။မိသားစုအနေနဲ့ကတော့ကံကောင်းလို့အသက်ပြန်ရှင်လာတာကိုပဲဝမ်းသာခဲ့ကြပြီးအစ်မဲကိုပြန်ခေါ်လာခဲ့ကြပါတယ်။ဖြစ်ရှင်တော့သူ့အိမ်မှာအတုပတောင်ကျင်းပနေခဲ့ပြီးပါပြီ။အိမ်မှာလူတွေစုဝေးနေကြပြီးသူ့ကိုတွေးလိုက်တဲ့အခါမှာတော့တယဲလူပဲထင်ကြတာကြောင့်တော်တော်များများကအလက်တကြားထွက်ပြေးခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလဲတရားကပြန်ရှင်လာတဲ့သူ့ကိုလူအစ်စ်ဆိုတော့မယုံကြည်ခဲ့ကြသူတွေကဒုနဲ့ဒေးပါပဲဒုရီယာအချိန်မှာတော့ Isman နဲ့ဖျားမိပြီးရက်ပေါင်းများစွာဖျားနာနေခဲ့ပါတယ်ဂျောကအချိန်နေဆိုလာတော့သူ့မိသားစုကလည်းဂယုမဆိုင်ပေးနိုင်တော့ပဲဆေးရုံတင်လိုက်ရပြန်ပါတယ် စေယုံပါသည်အပြင်းပြားလာနေခဲ့ပြီးတော့အစိုးသောအခြေအနေကိုရောက်နေခဲ့ပါပြီဒီတကဆရာဝန်ကတီဗီလို့ပြောရတဲ့သူဝိသားစုကလည်းနှခါတော်မခင်နိုင်တော့ဘူးထင်ပြီးတော့အခေါင်းပြင်ကြပါတယ်ဒါပေမဲ့ထပ်ပြီးအသက်ရှင်လာပြပါတယ်ဒုတိယအကြိမ်ဆိုတော့မိသားစုကိုယ်တိုင်ကပါမယုံနိုင်ဖြစ်ပြီးဆရာဝန်ရင်းနဲ့အတီးပြုခဲ့ရပါတယ်မိဘတွေကအစမယုံကြည်နိုင်တော့တဲ့အချိန်တွေမှာအစ်မဲကိုယ်တိုင်ကလည်းကိုကူကူတန်လျာဝင်လာမိပါတော့တယ်ဆုံးပေါ်များတဲ့ဒေတာဖြစ်တာကြောင့်သူ့ကိုဆုံးလို့စပြီးတော့ထင်လာကြပါပြီ။ တတရာချိန်မှာတော့ခီးထွက်နေရင်းနဲ့လောင်စာစီတည်လာတဲ့ရင်နဲ့ဝင်တိုက်မိပြီးတော့ကိုမဝင်သွားခဲ့ပါတယ်။အခါကရောက်လာပြီးအသက်ပြန်ရှင်လာတဲ့သူ့ကိုဆေးရုံကဆရာဝန်တွေကလည်းလမ်းကြတာကြောင့်ဆေးရုံပြောင်းခဲ့ရပါတယ်။ဆရာဝန်တွေကိုယ်တိုင်ကသူ့ကိုဆုံးတူးလို့ဆက်ဆံတာခံခဲ့ရပါတယ်။ဒီတစ်ခါပြန်လည်ရှင်သန်လာပြီးတဲ့နောက်မှာအဝေးမှာရှိတဲ့မိသားစုနဲ့အတူတူမနေတော့ပဲတယောက်တည်းရှင်သန်ဖို့ရုံကန်ခဲ့ရပါတယ်။ဒါနဲ့တင်အဆုံးသတ်မတော်ပါဘူး။ နောက်နဲ့ကောက်ဆိုက်ချိန်မှာပဲမွေကြိုက်ခံခဲ့ရပြီးတော့ဘသူမှသူ့ကိုမကူညီခဲ့ကြပါဘူးသူကိုယ်တိုင်ဆရာဝန်စီတွားခဲ့တဲ့ချိန်မှာတော့တကူလုံးအစိတ်တွေပြန့်နေပြီးတော့ခဏကြာမှာပဲတေဆုံးချောင်းဆရာဝန်တွေကအတီးပြုတ်ခဲ့ကြပါတယ်ဒီတစ်ခါမှာတော့သုံးရကြာတဲ့အထိသူပြန်နိုးမလာခဲ့ပါဘူးသူမီတာစုကလည်းအတီးဆုံးပြီထင်ပြီးတော့ခြေခဲတိုက်ကလာခေါ်ချိန်မှာတော့နောက်တစ်ချိန်ထက်ရှင်လာတာကြောင့် Ismail ကိုပို့ပြီးတော့လန့်လာကြပါတယ်လာနေခဲ့ကြပါပဲအိမ်နာကျွဲနဲ့ပြုတ်ကြပြီးတော့တေပြန်ပါတယ် ဒီတစ်ခါလဲပြန်ရှင်းလာတာသေးတာကြောင့်အကုန်လဲ့ပြီးတော့သူ့ကိုလူဆိုတော့မယုံကြည်နိုင်ကြတော့ပါဘူး။တချို့ကစုံးလို့ထင်မှတ်တာတွေရှိကြတယ်လို့တချို့ကတော့ဖះကတာွယ်ပေးတယ်လို့လည်းအကောင်းမြင်ပေးခဲ့ကြပါဗျ။နောက်ဆုံးတစ်ချိန်ကတော့သူ့ကိုစုံးလို့ထင်ပြီးတော့အန်ဒီတကောင်လုံးထင်မှတ်လာတဲ့အစွမ်းရောက်ဒေသခံတွေကိုယ်တိုင်ကမီးရှို့တုတ်တယ်မှုစူးစမ်းခဲ့ကြတာပါ။သူ့အိမ်ထဲမှာအလုံးပိတ်ပြီးတော့မီးရှို့ခဲ့ကြပါတယ်။အစ်မဲကိုယ်တိုင်လည်းပြေးပေါက်မရှိခဲ့ပါဘူး။သူ့အသက်ရှူပါခက်ခဲပြီးတော့အမြင်မှန်ရှိတဲ့လူတို့ချို့ကဝင်ကယ်ဖို့စူးစမ်းကြရပါတယ်။ ီတစ်ခေါက်မှလည်းတည်သွားပြီးတော့မှစေးုံရေခဲတိုင်းကနေပြန်လည်နှိုးထလာတာကြောင့်ရေကိုရီကိုတိုင်းကလည်းအစ်မဲကိုဖျားမှသေးခွင့်မပေးရင်မသေးနိုင်တဲ့လူလို့ယုံကြည်လာကြပါတယ်ဒီလိုဖြစ်ဖြစ်မျိုးကိုအစ်မဲအဖိုးတယောက်လည်းဖြစ်ခဲ့ပူပါတယ်။ဘာကြောင့်ဝယ်ဖြစ်ဖြစ်အစ်မဲကတော့လူတယောက်ဖြစ်ဘဝကိုရှင်သန်နိုင်ဖို့ရုန်းကန်နေရတော့မှပဲအခုချိန်မှာတော့လက်မခံပေးနိုင်ပေမဲ့ပဝင်းကျင်ကြောင့်လူသူမရှိတဲ့နေရာမှာပဲတည်တဲ့နေထိုင်ရပြီးတော့အကောင်းဆုံးစူးစမ်းရုန်းကန်နေခဲ့ရပါတယ်။သူ့အနေနဲ့လည်း သူ့ကိုယ်သူတန်တရားဖြစ်လာမိပြီးတော့တမန်မဟုတ်လို့ခံစားနေကြရပါတယ်။ Ismail အနေနဲ့တော့တာသမီလည်းမရှိ၊ဇနီးမယားလည်းမရှိ၊ဆွေမျိုးလည်းမရှိ၊ကိုကြီးဘေးမှတငယ်ချင်းလည်းမရှိတဲ့ဘဝကိုအတတ်နိုင်ဆုံးတယောက်တည်းအထီးကျန်ဆန်ဆန်ရှေ့ဆက်နေကြရပါတော့တယ်။ကံကောင်းပြီးအချိန်ချင်းအသက်ရှင်လာခဲ့ပေမဲ့လည်း Ismail အနေနဲ့ကျေးဇာမိလို့ဘဝမျိုးနဲ့ရင်ဆိုင်နေရရှာပါတယ်။မိတ်ဆွေတို့ကံတရားပေါ်မှာတာယုံကြည်မှု ရှိပါသလား။ဒီမိဂိုးကလူမျိုးမျိုးအဖြစ်မျိုးမျိုးဖြစ်နေမှာသိကြပါရဲ့။ ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်ထားကြတဲ့သူတွေအတွက်ကတော့ကံဆိုတာကိုယ့်ရဲ့လက်ရှိဘဝပေါ်မှာရောနောက်ဘဝအတွက်ပါတည်ရောက်မှုရှိစေရလို့ခံယူထားကြမှာပါ။တစ်ခါမှလက်တွေဘဝပေါ်မှာပဲယုံကြည်မှုရှိကြတဲ့အောင်မြင်ကြော်ကြတဲ့လူတချို့ကလည်းကံဆိုတာကငပြင်းတွေအတွက်စိတ်ကူးရင်နဲ့အောင်မြင်နိလန္နာဖြစ်ပြီးတော့ကံကိုမယုံကြည်ပဲကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့ပြောကြပါရတယ်။ကံဆိုတာကိုမျက်ကွယ်ပြုထားရအောင်ကလည်းကံကောင်းလို့တဲ့သူတွေကံဆိုးလို့တဲ့သူတွေဆိုတာကျွန်တော်တို့မျက်စိရှိမှတင်မြင်နေရတာလည်းရှိပါရဲ့။ ပြန်ကောင်းပြီးအသက်ရှင်လာလို့ဝမ်းသာရပေမဲ့အနာမဘသူမှမရှိပဲရှင်သန်ရတဲ့အချိန်တွေကအရန်ကိုစိုးဝါလွန်းလာပါတယ်။ကံကောင်းထောက်မှမှုတွေကြောင့်တရားနဲ့အချိန်ချင်းပြင်ရှင်လာရတယ်။ဒါကပဲသူ့အတွက်ကျိန်းစာဖြစ်လာပါတော့တယ်။သူကိုယ်တိုင်တော့သူ့ကိုယ်သူမကောင်းတဲ့သူဖြစ်မြင်နေတဲ့အချက်ကတော့အရန်ကိုစိတ်မကောင်းဖြစ်ရပါတယ်။အစွန်းရောက်လူတွေရဲ့စကားကိုယုံပြီးကိုယ့်ကိုယ်ကိုယ်ပါယုံထင်ကြောင်ထင်ဖြစ်လာမိတာပါ။တတိုင်းပြည်လုံးမောခရီတောက်ပြီးယူနေတော့ဘရင်ကိုယ်တိုင်ရဲ့မောခရီလိုက်တောက်ရတဲ့ပုံပြင်လေးတိုင်း သူကိုယ်တိုင်ကမှမောဖားရီတောက်ရတဲ့အဖြစ်မျိုးကိုရောက်ရရှာတာပါ။အစ်စမဲတယောက်ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြန့်တန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ပရိတ်သတ်ကြီးတို့လည်းသူ့ကိုဘလို့မြင်လဲဆိုတာကိုကောင်းမွန်မှမတ်ချက်လေးရေးခဲ့စေချင်ပါတယ်။ဤတင်ဆက်ပေးခဲ့တာကတော့အချောင်းပြူးပြူးတော့တည်ဆုံးသွားတဲ့အချိန်ဒီကိုရောက်ခဲ့ပေမဲ့အချိန်ချင်းပြန်နှိုးထလာတဲ့လူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။နောက်နေ့မှလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးကြဖို့ကမေးပါနဲ့။ 阿周，你继续背下，背下，第二千零五，第四百零七百。